ကြာလေတိတာတာလေးဖြစ်လာအဲ့ဒါကြောင့်မြတ်စွာဘုရားကသက္ခုအနိစ္စဝိပရိနာမဓမ္မမျက်လုံးဟာဖြစ်ပြင်းပြတ်သွားတယ်ပြတ်သွားတဲ့ဟာကဘယ်တော့မှအပြန်မလာဘူးနောက်ထပ်ဖြစ်တာကနောက်အစ်အဲ့ဒီနောက်ထပ်လာတဲ့ဟာလေပထမဟာနဲ့စင်တူတာဖြစ်လာတယ်ပထမဟာအတိုင်းမဟုတ်တော့ဘူးဟောပြောင်းလာတယ်ရင်ရုံမှုတွေပါလာတယ်ရင်ကျက်မှုတွေပါလာတယ် အစင်းအယုံရောရူပအနိစ္စဝိပရိနာမဓမ္မမျက်စိထဲမှာပေါ်လာတဲ့အစင်းအယုံတွေကလည်းဒီတိုင်းရှိနေတာမဟုတ်ဘူးတဲ့အနိစ္စမမြဲဘူးဝိပရိနာမဓမ္မနောက်တစ်ခါထပ်ပေါ်လာအရင်ပေါ်လာနဲ့မတူဘူးဟောင်းလွန်ပြီးပြောင်းလဲလာတယ်မျက်စိကလည်းအနိစ္စပြောင်းလဲတတ်တဲ့သဘောအစင်းအယုံကလည်းအနိစ္စပြောင်းလဲတတ်တဲ့သဘော ဒီလိုပြောင်းလဲမှုရှိတဲ့မမြဲတဲ့သဘာဝတရားနှစ်ခုကိုအမိပြုပြီးတော့ဖြစ်ပေါ်လာရတဲ့စိတ်ကလေးတည်းဘယ်လိုလုပ်ပြီးတော့မြဲပါမလို့သူအခြေပြုတဲ့အရာနှစ်ခုကမှမမြဲတာသူဘယ်လိုလုပ်ကျဲမလို့အဲ့ဒါကိုမြတ်စွာဘုရားတုံးတဲ့စကားလုံးလေးကအနိစ္စတံပူတံကုတော်နိစ္စံဘဝိတ္တိစဉ်းစားခိုင်းတာဖြာအနိစ္စတံပူတံမမြဲတဲ့သဘာဝကြောင့်ဖြစ်ပေါ်လာတဲ့အရာတစ်ခုပါ ကုတုံးနှိမ့်ဆံအဝိတ္တိဘယ်မှာမြင်နိုင်မှာမလို့ဆိုလိုတာကတည်တတ်တဲ့အမေဖေကမွေးတဲ့သားသမီးဟာဘယ်မှာမတည်သေးနိုင်မလဲဒါပြောတာပေါ့အကြောင်းတရားကမှမမြဲတာအဲ့ဒီမမြဲတဲ့အကြောင်းတရားကထုံထုံလိုက်တဲ့အကျိုးတရားစီဘယ်လိုလုပ်မြဲနိုင်မလို့အဲ့ဒါကိုဆင်ញံသုံးသက်ခိုင်းတာကြောင့်တမတ္တနာညာလို့ခေါ်တယ်နော်ခုနကမျက်စိကိုတွေ့အောင် သဘာဝလက္ခဏာရှုတော့ကကြည့်တယ်။အစင်းကိုတွေ့အောင်သဘာဝလက္ခဏာရှုတော့ကကြည့်တယ်။မြင်သိစိတ်ကိုတွေ့အောင်သဘာဝလက္ခဏာရှုတော့ individual characteristic လို့ခေါ်တယ်။အတိအသီးမတူညီတဲ့ဘဝတွေတွေ့တာ။တွေ့ပြီးတဲ့အခါအခုလိုမမြဲတဲ့သဘောဒါတွေကိုမြင်လာတယ်။ဒီလိုဆိုတာအဲ့ဒီမမြဲတဲ့အရာတစ်ခုကို ဒီဝိပဿနာမှာအနိစ္စမြင်ဖို့ကပို့ပြီးတော့အရေးကြီးတယ်ပေါ့အနိစ္စမြင်လို့ရှိရင်ဒုက္ခလည်းမြင်တယ်နတ္တလည်းမြင်တယ်လို့ပြောဘင်္ဂဉာဏ်လို့ဆိုတာကိုပဲကြည့်ပေါ့ဥရိယတရားဉာဏ်ဆိုတာလည်းကြည့်ဖြစ်တာနဲ့ပြတ်တာမြင်တာအနိစ္စဝိပဿနာရှိပြီဆိုရင်အနိစ္စမြင်ဖို့ကပို့ရေးကြီးတယ်ပေါ့အနိစ္စမြင်ပြီဆိုရင်ယထာနိစ္စတန်ဒုက္ခ အဲ့ဒီမမြဲတာကြီးကိုကစိတ်ပြည့်စရာကြီးစိတ်တတ်စရာမှမဟုတ်တာအဲ့ဒီစိတ်ပြည့်စရာကြီးကိုကမမြဲမှုတဘာဝတရားက အမြဲတမ်းဒုက္ခပေးနေတဲ့ဒီယုံနံတရားကြီးဟာဘယ်လိုလုပ်ပြီးတော့လက်ခံနိုင်ကြရရှိမလို့မြဲတမ်းပြည့်စည်နေတဲ့အရာကြီးဆိုတော့ဒါကြီးဟာဒုက္ခပေါ့ဒီလိုဆိုတာအဲ့ဒီမမြဲလည်းမမြဲဘူးမမြဲမှုတွေကဖြစ်ဖြစ်မှုတွေကအမြဲတမ်းကပ်ပြီးနှောက်ရှက်နေတဲ့ ဒီတဘာဝတရားကြီးတစ်ခုကိုငါအလိုတိုင်းဖြစ်တယ်ငါအလိုတိုင်းဖြစ်ပါစေလို့ဒီလိုတွေးတောကြံစားပြီးကိုယ့်လိုတိုင်းဖြစ်တယ်လို့ယူဆလို့ရနိုင်မလားဆိုဘယ်ရနိုင်မလဲသူတဘာဝတိုင်းဖြစ်နေဟောအနတ္တကိုတွေ့တာအဝတ္တဝတ္တနာကိုယ့်လိုတိုင်းမဟုတ်ဘူးကိုယ့်လိုတိုင်းဆိုရင်သာဝရလူတည်ဦးနေတာကိုယ့်အလိုသာဝရလှပနေမှာကိုယ့်အလို ကောင်းတာလေးဆိုရင်တည်မြဲနေစင်နေတာကိုယ့်အလိုကိုယ့်လိုတိုင်းဖြစ်ကြလားဆိုဘယ်ဖြစ်လဲယစီနဲ့မမုံရင်မင်းနဲ့မုံမဲနားလည်းမလေးခြင်းမင်းနဲ့လေးမယ်နှာခေါင်းကလည်းဆူရှာတဲ့အနံ့သိခြင်းမင်းမဲ့မသိဘူးလျာကလည်းအရသာကောင်းခြင်းမင်းမဲ့မကောင်းခန္ဓာကိုယ်အထိပိတ်ရတယ်ထို့တူပဲလမ်းဆက်တဲ့ခန္ဓာကိုယ်ဖြစ်ခြင်းမင်းမဲ့လို့ဖြစ်ဘူးအသိစိတ်တွေကလည်း လန်းလန်းဆန်းဆန်းထက်ထက်မြက်မြက်ဖြစ်နေစီခြင်းလို့လည်းဖြစ်မှာမဟုတ်တဖြည်းဖြည်းရော့ကျပျက်စီးသွားတာလေကို့အလိုမှမဟုတ်တာအဲ့ဒါကိုမြတ်စွာဘုရားကအချိန်ချင်းထက်ထက်တန်မတနာဆိုတာတန်အချိန်ချင်းထက်ထက်မတနာပုတ်တက်ညံနဲ့အာယုံနဲ့ပုတ်တက်ထက်ထက်ကြည့်တာဘယ်ရာပဲဖြစ်ဖြစ်ထက်ထက်လေးလာလိုက်လို့ရှိရင်ပို့ပို့ပြီးတော့တိတိတာပို့ပို့ပြီးတော့ထင်ရှားလာ experience တွေပုံများလာတယ်ဒီလိုဆုံးတာပေါ့နော်အေးမမြဲတဲ့ဘောလေးကိုစဉ်းကျင်စဉ်းစားတာမြင်နိုင်တော့စဉ်းကျင်စဉ်းစားကြည့်စကုအနိစ္စရူပအနိစ္စအနိစ္စတံခုတံစကုဝိညာဏအနိစ္စဟာမျက်စိဟာမမြဲဘူးအဆင်အာယုံကလည်းမမြဲဘူးမြင်သိစိတ်ကလည်းမမြဲဘူးအနိစ္စတံခုတံကုတောနိစ္စမဝိတ္တိ မမြဲတာကိုအကြောင်းမှုဖြစ်လာတဲ့စိတ်ကလေးပဲမှမြဲပါမယ်။လူကထင်တာကိုမျက်လုံးမှုံသွားတာတော့ तू သိတယ်။အဆင်းအယုံတွေပြတ်သွားတာလည်း तू သိတယ်။သို့တော့မြင်သိစိတ်ကလေးကိုတော့ तू ကမအိုစိတ်ချင်ဘူး။မအိုဘူးလို့ထင်နေတာ။ရှိနေတယ်လို့ထင်နေတယ်။နော်။ဒါကြောင့်မို့လူကအိုပြီးစိတ်မအိုဘူးလို့ပြောတဲ့လူတွေလည်းရှိတယ်ပေါ့။သို့တော့ပြတ်သွားတာ तू ပါလေ။သူ့ကိုထုတ်လုပ်တဲ့ တဘာဝတရားကမှမမြဲတာသူ့ဘယ်မှာမြဲမလဲပြတ်သွားတယ်ဒီလိုဆိုမြင်ခြင်းနဲ့ပတ်သက်ပြီးတော့ဒီလိုစိတ်အချိန်ချိန်ထက်ထက် contemplation လို့ခေါ်တယ်စဉ်းကျင်သုံးသပ်ကြည့်ရအောင်ကြားခြင်းနဲ့ပတ်သက်ပြီးတော့လည်းခုတိုင်းပဲစဉ်းကျင်စဉ်းစားသောတံအနိစ္စတတ္တောအနိစ္စနာလည်းမမြဲဘူးအတန်ကလည်းမမြဲဘူးသောတဝိညာဏအနိစ္စ ဇာတိစိတ်လေးကလည်းမမြဲဘူး။ထပ်စဉ်းစားလိုက်တယ်။သေချာလား။သေချာတယ်။အနိစ္စသမ္ပုဒ္ဒံကုတုံးဒိသံဘဝိတ္တိ။မမြဲတဲ့နားနဲ့မမြဲတဲ့အတန်ကိုဆွဲမိပြီးဖြစ်ပေါ်လာတဲ့ဇာတိစိတ်လေးကဘယ်လိုလုပ်မြဲမှာတော့။ဒီလိုစဉ်းစားအဲ့ဒီတိုင်းပဲနှကောင်းနဲ့အနတ်နန္တိစိတ်၊မယာနဲ့အယတာ၊လယတိစိတ် ခန္ဓာကိုယ်နဲ့အထိတွေ့ထိသိစိတ်စိတ်နဲ့ကြံတွေးတဲ့အာယုံကြံသိစိတ်ဒါတွေဟာလည်းတစ်ခုစီဒီပုံစံတိုင်းပဲသုံးမျိုးကိုတစ်ခုစီတစ်ခုစီမမြဲဘူးဆိုတာတေချာတော့တည်ထီအောင်အချိန်ချိန်ထက်ထအတိညာနဲ့ပွတ်တိုက်ပြီးတော့စဉ်းစားပြီးတော့စဉ်ရင်သုံးသပ်နေခြင်းဟာတမသနာဉာဏ်ဖြစ်တယ်လို့သူတို့ပြောတာအဲ့ဒါတေချာလာပြီဆိုရင်ဒါတိရဏပရိညာလို့ခေါ်ဆုံးဖြတ်လာပြီ ဟုတ်တယ်မမြဲဘူးဆိုတေချာတေချာကြည့်လိုက်တဲ့အခါမမြဲဘူးဆိုတာဟုတ်ဆုံးဖြတ်တိုင်းကသူများပြောလို့ပြောတာမဟုတ်ဘူးကိုယ်တန်ငြိမ်မှာဖြစ်တဲ့သဘောဝတရားမမြဲဘူးဆိုတာတေချာသိတာအဲ့ဒီအတိဟာဉာဏ်ပဲပေါ့နော်လက်တွေ့သိလားအနိစ္စသိလားပြီဆိုလို့ရှိရင်ဒုက္ခနဲ့ဒီတိုင်းပဲမျက်စိဟာဒုက္ခခြေနဲ့ဆရာမကောင်းဘူးဖြစ်မှုပြမှုတွေနဲ့ရောထွေးပြီးတော့နှောက်ယှက်ခံနေရတယ် သစင်အာယုန်တွေကလည်းထို့တူပဲဖြစ်မှုပြမှုတွေရောထွေးပြီးတော့နေလို့ဒုက္ခမြင့်သိစိတ်လေးကလည်းဒုက္ခမြင့်သိစိတ်လေးဒုက္ခဆိုတာကိုပို့ထင်ရှားအောင်တစ်ဖက်ကဘလို့တွေးလို့ဒုက္ခတံမူတံကုတုံသူခံဝိတ္တိမျက်စိကလည်းဒုက္ခအစင်းကလည်းဒုက္ခဒုက္ခတစ်ခုပေါင်းစပ်လိုက်တော့မှဖြစ်ပေါ်လာတဲ့မြင့်သိစိတ်လေးကဘလို့လို့ဒုက္ခဖြစ်နိုင်ကြုံသူလည်းဒုက္ခပဲပေါ့ ဟောဒီတွေးနဲ့တွေးတာဒါအများဆုံးများတော့ဗာယုတ်ပါဠိတော်ဒီမှာဟောထားတယ်ဖရာရဲ့စကလုံးနေပဲတာဝိပဿနာရှုဖို့အတွက်နိလန်းနေပေးထားဒီတိုင်းစဉ်းစားခိုင်းတာပဲဖရာဟောဒီတိုင်းသိအောင်ကြိုးစားခိုင်းတာနောက်တစ်ခုအနတ္တနဲ့ချစ်တာမျက်စိတွေကလည်းငါအလိုငါဆန္ဒအတိုင်းမဖြစ်ဘူးအစဲအာယုံကလည်းငါဆန္ဒအတိုင်းမဖြစ်ဘူးငါအလိုမလိုက်ဘူး အလိုလိုက်တယ်အလိုမလိုက်ဘူးဆိုတာအနတ္တလက္ခဏာတော့မှဟောထားတာလေအေဝံမေရူပံဟောတုအေဝံမေရူပံမဟောမဟောတိမဖြစ်စီလေးဒီလိုဖြစ်ပါဘူးလို့မဖြစ်ပါစေနဲ့လောက်လို့ရမရအစင်အာယုံကလည်းဒီပုံစံလေးနဲ့ပေါ်ပါစေဘူးပုံစံနဲ့မပေါ်ပါစေနဲ့လောက်လို့ရမရအဲ့ဒါကိုအနတ္တလို့ခေါ်တာပြီးတော့ဒုက္ခတွေမပေးဘူးလားဆိုပေးတယ်မျက်စိကလည်းဒုက္ခပေးတာအစင်ကလည်းဒုက္ခပေးတာ အဲ့လိုဒုက္ခပေးနေတဲ့အရာတခုပါအာဘာဒာယတံတိနော်အကယ်၍အတ္တဆိုလို့ရှိရင်ငါဆိုလို့ရှိရင်ဘယ်လိုလုပ်ဒုက္ခပေးပါမလဲကိုယ့်ကိုယ်ကိုဘယ်လိုလုပ်နှိမ့်ဆက်ပါမလဲမနှိမ့်ဆက်ဘူးအဲ့တော့နှိမ့်ဆက်တတ်တာကိုထောက်ရှုတော့အပြည့်မျက်စိကလည်းလူကိုနှိမ့်ဆက်တာပဲအစဉ်အာယုံကလည်းလူကိုနှိမ့်ဆက်တာမြင်သိစိတ်ကလည်းနှိမ့်ဆက်တာဒါကြောင့်မလို့အာဘာဒဖြစ်လို့အနတ္တလို့ နတ္တလက္ခဏာတော့ဒုက္ခရှုတော်မှာနေဒီလိုမျိုးဆိုတာဟောတာအဲ့တော့မျက်စိကလည်းအနတ္တအစင်းအာယောကလည်းအနတ္တလို့ဆိုလို့ရှိရင်မြင့်တိစိတ်လေးကဘယ်မှာအနတ္တမဟုတ်ပဲရှိမလဲသူလည်းအနတ္တရှေးခေတ်ကအိန္ဒိယနိုင်ငံမှာမျက်စိရတဲ့ထက်ကစိတ်ကိုအတ္တလို့ယူပြီးတော့ယုံကြည်ပြည့်စည်သွားတာကိုတော့လူတွေကတတိထားမိတတ်ကြတယ်ပေါ့မျက်စိပြတ်သွားတာလူတွေမြင်ကြတယ် နော်နားပြက်သွားတာနှာခေါင်းပြက်သွားတာဒါတွေကလူတွေကမြင်ကြတော့ပြက်တယ်ဆိုတာလက်ခံကြစိတ်ကြတော့အေးမွေးတယ်ဒီစိတ်ရှိနေတာပဲလို့မျက်ရှိနေတယ်လို့ထင်နေတာအဲ့ဒါကိုမျက်စောများတာဝိညာဉ်နဲ့ပဋိစ္စပုပ္ပန္နအကြောင်းကြောင့်ပေါ်လာတာတဲ့သူလည်းပဲမြဲမှာတော့ဆိုတာဝိညာဉ်ကိုအဓိကထားဟောတာဘာဖြစ်လို့လဲဆိုရင်ယမတွေကလည်းရှိတယ်လေသိရင်ဝိညာဉ်ဝိညာဉ်ကောင်လက်ကြောင် ဒီဝါကတည်သွားလို့ရှိရင်ယုတ်ကြည်ရတာတည်တာဝိညာဉ်ကထွက်သွားထွက်သွားပြီးနောက်ဘဝတည်းဝင်သားတယ်လို့ဒီလိုယူဆနေကြတာ spirit ဆိုတာ soul တခြားဘာသာတွေမှာလည်းဒီတိုင်းမဖြစ်လူတည်သွားတော့အလုံးကတည်ကြသို့တော့ဒီဝိညာဉ်လေးတော့တည်တယ်လို့သိပြီးတော့မပြောဘူးဒါကြောင့်တခြားဘာသာဝင်တွေဆိုလို့ရှိရင်လည်းဟိုလက်ဝကတိုင်လေးနဲ့ဘုရားသခင်ကခေါ်လို့ရှိရင်ဒီဝိညာဉ်လေးကတည်အောင်လို့ဆိုပြီးတော့ ဝိညာဉ်လေးအတွက်လုတ်ပေးနေကြတာသူတို့ခေါ်တယ် soul လို့လည်းခေါ်တယ် spirit လို့လည်းခေါ်တယ်ဘုန်းကြီးတို့ဂျပန်နိုင်ငံသွားတော့ကအဲ့ဒီကိုရဆန်ဆိုရက်တောင်ပေါ်မြို့တစ်မြို့ရှိအဲ့ဒီကိုရဆန်မှာအကြီးဆုံးကတော့ဘာရှိလဲဆိုတင်ညာ evidence ကျဲတဲ့တင်ညာကြီးတနေ့ကိုကြည့်တော့ပုံမှာပေါ့ကုမ္ပဏီအားလုံးရဲ့ဒီတင်ဆိုင်နေရာကြီးအများကြီးရှိတယ်အဲ့ဒါပေါ့ကုမ္ပဏီတွေကလည်းသူ့နေရာလေးနဲ့သူတင်ဆိုင်လုပ်ထားတာပဲ အဲ့ဒီမှာသူကတေးသွားတဲ့အခါကျတော့ဒီ spirit ဆိုတဲ့ဝိညာဉ်လေးဟာနောက်ဘဝသွားဖို့အတွက်လမ်းချောင်းဖို့ဂျပန်ဘုန်းကြီးတွေကရွတ်ပြီးတော့ပေးချတယ်သုတ်တန်တွေရွတ်ပူဇော်ပေးတယ်ရွတ်ဖတ်ပေးတယ်ဆုတောင်းပေးဘာပဲဆုတောင်းတာလို့တေးတာကြီးကတော့ပြုတ်လိုက်ပြီးမိတဲ့ဂျုံလိုက်ပြီးသိပြီးတာပဲအဲ့ဒီဝိညာဉ်လေးအတွက်လှုပ်ပေးနေတာဝိညာဉ်လေးအတွက်အဲ့သူတို့လည်းဒီဝိညာဉ်လေးကိုမြဲတယ်လို့ယူဆနေကြတာဒါလေးကရှိတယ် နောက်ဘဝမှာထပ်ဝင်စားမယ်သူပြန်ဖြစ်မယ်ဆိုတဲ့အတွေးလေးတခြားဘာသာတွေကျတော့ဘုရားသခင်ကခေါ်ရင်ကောင်းငင်ပုံသွားရမယ်ဘုရားသခင်နဲ့ထာဝရအတူမြင်ရမယ်ဒီအတွေးကြီးရှိပြတ်သွားမယ်ဆိုတာကဘယ်သူမှမကြိုက်ခုတော့ကြမ်းနေအဲ့ဒီကြမ်းနေတဲ့ဝိညာဉ်လေးလမ်းဖြောင်းဖို့ရအတွက်တဲ့ဘုန်းကြီးတွေကတုတ်တန်နေဆူတောင်းစာလေးရွတ်ဖတ်ပြီးပေးဘုံကလေးတီးပြီးတော့စီးကလေးနဲ့အာရဏတွေရွတ်ဖတ်နေတာအဲ့ဒါပဲ အဲဒီရောက်တော့ကဘုန်းကြီးကအဲဒီဂျပန်ဘုန်းကြီးတပါးကိုပေးကြည့်တယ်။ဒါဘာအတွက်ရွတ်ဖတ်တာတော့လို့ဆို။ spirit တွေတည်သွားတဲ့လူရဲ့ဝိညာဉ် spirit တွေဝိညာဉ်တွေနောက်ဘဝတွေလမ်းဖြောင်းလို့ရတယ်သူတို့ကဆူတောင်းဖို့ပိတ္တပို့ပေးတာလေ။ဒါပြည့်အဲ့လိုဆူတောင်းပိတ္တပို့ပေးလို့လမ်းဖြောင်းသွားတဲ့ဝိညာဉ်တွေရောရှိသလားလို့မှတ်တာ။ဆိုတော့အဲ့ဒါတော့မသိဘူးလေသူ။လူရုံးထုံးတယ်မဟုတ်တော့ဘူး။အဲ့ဂျပန်ဘုန်းကြီးကအဲ့လိုဖြေတယ် မေးကြည့်တာသူတို့မေးကြည့်တာအဲ့တော့မှန်ပြီးတော့လူတွေအထင်နဲ့လုပ်နေကြတယ်ဆိုတာထင်ရှားတယ်မြတ်စွာဘုရားကတော့အတိအမဟောလိုက်တယ်လေအာနိစ္စတံဘူတံဝိညာဏကုတ္တောနိစ္စံဘောဟိတတိအနိစ္စကြောင့်ဖြစ်ပေါ်လာတဲ့ဒီဝိညာဉ်လေးကဘယ်လိုမြင်မှာတော့ဒုက္ခကြောင့်ဖြစ်ပေါ်လာတဲ့ဒီဝိညာဉ်လေးဟာဘယ်လိုလုပ်ပြီးတော့ဒုက္ခဖြစ်မှာတော့အနတ္တအကြောင်းကိုအခြေခံပြီးတော့ဖြစ်ပေါ်လာတဲ့ဒီဝိညာဉ်လေးဟာ ဘယ်လိုလုပ်ပြီးတော့အတ္တဖြစ်မှာလို့ဟောမြတ်စွာဘုရားကစဉ်းစားခိုင်းမြတ်စွာဘုရားရဲ့တပိသားတွေထဲမှာလည်းပါတိဆိုတဲ့ယဟန်တစ်ပါးရှိတယ်အဲ့ဒီပါတိဆိုတဲ့ယဟန်ကစဉ်းစားတယ်သူကမြတ်စွာဘုရားကအနတ္တအနတ္တနဲ့ဟောတာကုသကံအကုသကံတွေလုပ်ပြီးနောက်ဘဝခံတာအနတ္တဆိုဘုဒ္ဓခံမှာတော့တကယ်ရတော့ခံတဲ့အတ္တဆိုရှိရတယ် တော့ဒီလိုတွေးတယ်။အဲ့လိုတွေးတော့မြတ်စွာဘုရားကရှင်းပြဒီထဲမှာမြဲတဲ့အရာတစ်ခုမှမရှိဘူး။မြဲတဲ့အရာတစ်ခုမရှိတော့သူ့ကိုမေးတယ်အတ္တဆိုတာဘယ်ဟာကိုမင်းရည်ညွှန်းနိုင်လို့ဆိုဒီဝိညာဉ်လေးကိုပြောတာဟာ spirit လေးဟာ။ तू ကဒီဝိညာဉ်လေးရှိနေရင်စကားပြောတတ်တယ်ခံစားတတ်တယ်တဝါအနေတဝါသွားတယ်ဆိုတော့မြတ်စွာဘုရားရှင်းပြဝိညာဉ်ဆိုတာပဋိစ္စသမုပ္ပန္နံ။ အကြောင်းတရားကိုစွဲမိမှဖြစ်လာတာမဖြစ်ခင်ကလည်းတဏှာမှရှိနေတာမဟုတ်ဘူးဖြစ်ပြီးတော့လည်းပဲတဏှာမှပြတ်သွားပြီးတဏှာသွားရောက်သွားတာမဟုတ်ဘူးတဲ့မရှိတဲ့နေရာကပေါ်လာပြီးတော့အကြောင်းအကျောင်းဖြစ်ပေါ်လာပြီးတော့ပြီးတဲ့အခါမှာချုပ်ငိမ့်သွားတာတဲ့ဘယ်လိုလုပ်ပြီးတော့သူဟာဒီဘဝကနေဟိုဘဝသွားလို့ရမှာတော့တဲ့ရသော်ဗျာရှင်းပြဒါဖြင့်နောက်ဘဝခံစားမှုကဘာလို့လဲဒီဘဝ ံတရားကိုလုပ်သူကဘယ်သူလဲလို့တရားဝါဒီအနေနဲ့အတ္တမစဉ်းစားမှုခက်ခဲတဲ့အရာတစ်ခုပေါ့နော်စာပေကျမ်းကမှအလေးနဲ့ထားပြောတာကမ္မတ္တကာရကောနတိဝိပါကတ္တသဝိရကောကုသကံအဟုသကံကိုလုပ်သူဆိုတာမရှိဘူးတဲ့အဲ့ဒီလုံလာတဲ့အကျိုးတရားကိုခံစားသူဆိုတာလည်းမရှိဘူးတဲ့ဝိပါကတ္တသဝိရကောဘာဖြစ်တာလို့ဆိုရင် သုဒ္ဓဓမ္မပဝတ္တန္တိသဘာဝတရားတက်တက်ဖြစ်နေတာများမှာဖြစ်တယ်။ဆိုလိုတာကမျက်စိကိုထုတ်လုပ်တဲ့အကြောင်းတရားသာရှိတယ်။ပုဂ္ဂိုလ်တရားမရှိဘူး။အစဉ်အာယုံကိုထုတ်လုပ်တဲ့အကြောင်းတရားသာရှိတယ်။အကြောင်းကြောင့်ဖြစ်ပေါ်လာတာဖြစ်တယ်။ထုတ်လုပ်သူပြုလုပ်သူဆိုတာမရှိဘူး။မြင်သိစိတ်လေးကိုထုတ်လုပ်တဲ့ပုဂ္ဂိုလ်တရားဆိုတာမရှိဘူး။မြင်သိစိတ်လေးဟာ မျက်စိရဲ့အဆင်းအာရုံရဲ့နှစ်ခုဆုံးခြင်းကြောင့်ပေါ်လာခြင်းသာဖြစ်တယ်အဲ့တော့ကံတရားဖြစ်ပေါ်လာတာဆိုတာအကြောင်းတရားတွေရဲ့စုံစည်းမှုကံတရားပြုလုပ်သူလို့လူတွေကထင်နေတာမဟုတ်ဘူးအကြောင်းတရားတွေစုံစည်းသွားတာပြုလုပ်သူမဟုတ်ဘူးဒါဖြင့်ခံစားသူကဘယ်လိုလုပ်စေအဲ့ဒီစုံစည်းသွားတဲ့အကြောင်းတရားတွေကြောင့်အကျိုးပေါ်လာတာကဒါလေခံစားသူတို့ဒီလိုထင်နေကြတာတကယ်ကတော့အကျိုးတရားရဲ့ဖြစ်ပေါ်လာမှုသာဖြစ်တယ်ဒီထဲမှာ ငါသူတပါးဆိုမရှိဘူးဒီလိုမြင်မှမမှန်ကန်တာမြင်နေတော့အဲ့တော့ဘုရားမြတ်စွာရဲ့အမြင်ဟာအင်တန်မှလက်နေတဲ့တိမ်ွေ့မြင်ဖို့လွန်ခက်မြင်ဖို့လွန်ခက်သည့်အတွက်ကြောင့်တဘာဝတရားတွေကိုခုလိုအချိန်ကြီးအထက်ထက်မမြဲတဲ့သဘောဆင်းရဲတဲ့သဘောကိုမပိုင်တဲ့သဘောတွေသိချာလောက်တည်တည်အနုပဒနာအချိန်ကြီးအထက်ထက်ဝိပဒနာညာနဲ့ရှုအောင်လေတို့ပြောတာ ရှုလိုက်တဲ့အခါကျတော့ဖြစ်ပြီးပြတ်သွားတာဆိုတာလေးကိုသဘောကျတော့ဘယ်သူကဘယ်သူကိုဖန်တီးမှလဲဖန်တီးလို့လည်းမရဘူးဖြစ်ပြမှုအစဉ်ကြီးမြတ်တာဖြစ်တယ်ဆိုတာသဘောကျပါအဲ့ဒီကနေပြီးတော့ဝိပဿနာဉာဏ်တစ်ဆင့်တက်လာတဲ့အခါကျတော့ဘာဖြစ်တော့ဥရိယဗျာဉာဏ်ဆိုတာဖြစ်လာဥရိယဗျာဆိုတာဖြစ်တဲ့အခိုက်ကလေးလည်းမြင်လိုက်တယ်ချုပ်ပြတ်သွားတဲ့အခိုက်ကလေးကိုလည်းမြင်လိုက်တယ်အခုဖြစ်တာမြင်လိုက်တယ်အခုဖြစ်သေးမှလည်းမြင်လိုက်တယ်ပြတ်သွားတဲ့အချိန်လေးမှလည်းမြင်လိုက်တယ် အတိညာဉ်တွေကတတိနဲ့သံစဉ်ညာတွေကရင်းကျက်လာတဲ့အခါကျတော့ဖြစ်ဖြစ်ချင်းသိတဲ့အနေအထားမျိုးရောက်လာတယ်။အဲ့ဒါကျတော့ဖြစ်ချင်းပြက်ချင်းကိုချက်ချင်းသိတာပစ္စုပန်ဆက်ဆက်ဆိုတာအဲ့ဒီကြမှာပြောတာဆဆတရားထိုင်ရင်ပစ္စုပန်ဆက်ဆက်လုံးလုံးမရသေးဘူး။ဝိပဿနာဉာဏ်ရှိရင်ပစ္စုပန်ဆက်ဆက်ဆိုတာဥရိယပြဉာဏ်ကြမှာသိတာတဖြည်းဖြည်းဉာဏ်ရည်တန်လာလို့ရှင်သူကသိသွားတယ်။သိလာတယ်။အဲ့ဒီထိအောင်တိရဏပညာလို့ခေါ်တယ် အဲ့လိုဖြစ်ခိုက်ချုပ်ခိုက်ကလေးတွေမြင်လာပြီဆိုရင်လူစိတ်ကလည်းကြည်လင်းလာတယ်။တမာတိတွေလည်းအကောင်းလာ။ဉာဏ်တွေကလည်းထက်လာ။စိတ်ချမ်းသာမှုတွေလည်းတက်လာ။ဘာလို့လဲဆိုအသိဉာဏ်နဲ့ဒီအာယုံကတွဲဖက်ပြီးတော့ကြားထဲမှာအကုသိုလ်တွေမညက်တော့တခြားအာယုံငွယ်တော့မဝင်မိအတွက်ကြောင့်အသိဉာဏ်တွေတအားထက်လာတဲ့အခါမှာဒီအချိန်မှာဘာဖြစ်လာတတ်တုံးလို့ဆိုလို့ရှိရင်ခန္ဓာကိုယ်ကလည်းအလင်းရောင်တွေတက်လာတတ်တယ်။ဒီတိတွေတသိမ့်သိမ့်ဖြစ်လာတယ်။ ဲ့ကြရင်ယောဂီပုဂ္ဂိုလ်ကတရားသူတရားမြတ်ရပြီလို့စိတ်ထဲမှာအောင်းမိသွားတယ်။တကယ်ကတော့တရားသူတရားမြတ်မဟုတ်သေးဘူး။ခုမှလမ်းကြောင်းပေါ်တက်လို့ကြံသာရှိသေးတယ်။အဲ့ဒီအချိန်လေးမှာခံစားမှုလေးတွေကြောင့်မို့လို့လမ်းလွဲသွားနိုင်တယ်။ဝိပဿနာရဲ့အညစ်အကြေး၁၀ပါးနဲ့အကျုံတော့ဒါလေးကိုကျင့်တတ်ပြီးတော့ရှေ့မတိုးတော့ဒီနေရာတွေရပ်ဆိုင်ပါရှေ့လောက်ရမဲ့အလုပ်တွေကခရီးကြီးကတွားဆရာတွေအများကြီးရှိသေးတယ် ဒီနေရာလေးတွေမှာပျော်မွေ့ပြီးတော့သွားတတ်တယ်။အဲဒီလိုပျော်မွေ့သွားတာကိုနိကန္တိလို့ခေါ်တယ်။ဂျင်းတတ်နေတယ်၊ကိုရတဲ့တမာရီလေးနဲ့ဂျင်းတတ်နေရှေ့သွားလို့မရတော့ဘူး။အဲဒါကိုကြောင်းတော့နိုင်အောင်ဖြတ်ပြီးတော့မြင်ခိုက်တယ်။ဟာလား။ဖြစ်ခိုက်တယ်၊ချုပ်ခိုက်တယ်၊တိအောင်ကြိုးစားရမယ်။ဒါပြောအဲ့ဒီလိုကြိုးစားလိုက်တဲ့အခါကျရန်နာပြီးတော့မနေပဲနဲ့တရားဥပဒေမြတ်မဟုတ်သေးဘူး။ ဒီနောက်မှာရှိသေးတယ်လို့စိတ်အားတင်းပြီးတော့ကြိုးစားလိုက်တဲ့အခါကျတော့ဖြစ်မှုကိုကြောတင်ပြီးတော့ပြက်မှုတွေကြီးပဲမြင်လာတယ်။ဒါကြတော့အနိစ္စလမ်းဆုံးထိအောင်မြင်တယ်လို့ဒီလိုပြောတာ။အပြက်တွေကြီးပဲဒါကိုဘိင်္ဂညာလို့ခေါ်တယ်။ကြီးလိုက်တာနဲ့တပြိုင်တည်းပြက်သွားပြီ။ဖြစ်တာကနောက်ကျနေတယ်ပြက်နေတာတွေကမြန်းနေတယ်လို့ဒီလိုညာထဲမှာပေါ်လာ။ပြက်နေတာတွေကြီးပဲအာယုံဆိုင်နေလာတဲ့အခါဘိင်္ဂညာဖြစ်လာတယ်။အဲ့ဒီဘိင်္ဂညာဖြစ်သွားရင်အနိစ္စ အနိစ္စမြင်မှုလမ်းဆုံးတယ်လို့ဒီလိုပြောအဲ့ဒီဘင်္ဂဉာဏ်ကနေတစ်ဆင့်လူတွေမှာအတိဉာဏ်နေအတွေးဉာဏ်နေဝင်လာဘယ်လိုဝင်လာလို့ဆိုဩမြင်ခြင်းဆိုတဲ့ကိစ္စမှာခြေစမ်းမှာဖြစ်တော့ဖြစ်ရမယ်လို့တော့မကြံနေဘူးပြတ်သွားပြီကြောက်เสียရကောင်းလိုက်တာပါလားလို့မြင်လာလို့ရှင်ဘယ်ညာဩအတွေးတွေဝင်လာတာကိုပြောတာဘယ်ညာ နေဆာဒုက္ခရှုရင်ကနေပြီးတော့အတိညာလေးတွေတက်လာကြောက်စရာကောင်းလိုက်တာဒီတဘာဝကြီးတွေတို့ရှိနေတာကြောက်စရာကောင်းလိုက်တာလို့ဒီလိုမြင်တာကြောက်စရာကောင်းလိုက်တာတပြက်သေးပြည့်နေတော့အန္တရာယ်ကလည်းများလိုက်တာဘာနဲ့ဥပမာတူလို့ဆိုရင်သဲကဘာကိုရေတိုက်စားနေတယ်လို့ပဲရေစည်းလေးလာတာနဲ့ဝုန်းနဲ့ပြိုကျရေစည်းလေးလာတာနဲ့ဝုန်းနဲ့ပြိုကျဘယ်မှမမြဲပါလားအကုန်လုံးတဝုန်းနဲ့ပြိုပျက်စီးနေတာအလားဆိုတော့မြင်လာတယ် မြင်လာတော့ဩအန္တရာယ်များလိုက်တာပါလားလို့မြင်လာကြတော့အာဒီတဝညာအန္တရာယ်များလာတဲ့ရုပ်ခန္ဓာနာမ်ခန္ဓာတွေဟာလူချင်းစရာဘာတစ်ခုမှမရှိဘူးတွေ့တာစရာတစ်ခုမှမရှိပါလားစိတ်ထဲမှာတွေ့တာမှုတွေ၆ခန်းလာလူချင်းစိတ်တွေကင်းလာပါရစိတ်တွေကင်းလာနေပိတညာညင်းငွေတယ်လို့ပြောတယ်ညင်းငွေတယ်ဆိုတာပါရမှုမရတော့တာကိုပြောတာ ပြောတယ်မဟုတ်လားလူတွေကဝက်ကြီးလို့ကောင်းနေရင်တော့မကြီးဘူးလေ။ဩမကောင်းတော့ဘူးဆိုရင်ဓာညိလိုက်တာနဲ့អော်ကြ။ဓာညိတယ်မျက်စိရှုပ်တယ်နဲ့ပြောလား။ចိုက်နေတုန်းကတော့ဓာညိတယ်မអော်ဘူးမျက်စိရှုပ်တယ်မអော်ဘူး။ဟုတ်အခုဝိပဿနာဉာဏ်နဲ့ជួយလာတာခါတိုင်းပြောစရာတွေလို့ထင်တာတွေကဟာဓာညိစရာကြီးတွေပဲ။မျက်စိရှုပ်စရာကြီးတွေပဲ။ညီးငွေစရာကြီးလို့ပြန်လာတယ်ဒိဋ္ဌိတာများ။အမြင်တွေပြောင်းသွားတယ် အဲ့ဒီကနေတစ်ဆင့်လုံးဒေသအတိုင်းနဲ့ရှုနေတာဆက်ဆက်ပြီးတော့ပုတ်တိုက်ပြီးတော့ရှုလိုက်တဲ့အခါကျအေးငိမ့်ွေးစရာကောင်းတဲ့အရာကြီးဆိုရင်ငါဆုပ်ကင်မထားတဲ့တော့ဘူးလွတ်ပြလိုက်ချင်းနော်ကိုယ့်အိမ်မှာရှိတဲ့ပစ္စည်းတစ်ခုကိုသုံးဝင်တော့ဘူးဆိုမိုက်ပုံးနဲ့ထည့်ချင်းလာအဲ့ဒါလိုပဲရုပ်တည်နံနေကိုမိုက်ပုံးနဲ့ထည့်ချင်းလာပြစ်ချင်းလာအဲ့ဒါကိုမုံစီတုကမြတ်တာညာလို့ရေးလွတ်ပြစ်ချင်းနေ ဘေးရန်အန္တရာယ်တွေများလို့လွံ့ပြောင်းချင်တာကြတော့မုတ်စိတုကမြန်တာစကလုံးဖတ်ပုံနှစ်ခုရှိပေါ့လွတ်လိုက်ချင်တယ်စုတ်ကင်မထားကြတော့မုတ်စိတုကမြန်တာဉာဏ်ဖြစ်လာလွတ်ချင်တယ်အဲ့တော့လွတ်ချင်ပြီဆိုရင်ဘယ်နေရာလွတ်ရဘာကိုလွတ်ရမလဲပြန်စဉ်းစားတာကြတော့ပဋိသင်္ခာဉာဏ်သင်္ခါရတရားတွေကိုပိုင်ပိုင်နဲ့နဲ့သိလာတဲ့အခါကျတင်္ခါရတရားဘယ်ဟာလဲဘယ်လိုသဘောရှိကလေးလို့စူးစမ်းဆင်ခြင်စရာမလိုတော့ဘူး သင်္ခါရတရားတွေကတဘာဝအတိုင်းအရှုအရှုသူ့ရဲ့ဉာဏ်ထဲမှာလင်းလင်းချင်းချင်းကြီးပေါ်ပေါ်လာနေတဲ့အခါကျတော့အာယုံစိုက်ပြီးတော့သူရှာစရာမလိုတော့ဘူး။အာယုံစိုက်ပြီးတော့ကြည်စရာမလိုတော့သင်္ခါရရဲ့တဘာဝကိုလည်းအာယုံစိုက်ပြီးတော့နေစရာမလိုတော့ဘူး။ highway လမ်းမကြီးပေါ်မှာကားမောင်းနေတယ်။ကားကလည်းကောင်းတယ်။လမ်းကလည်းရှင်းနေတယ်။နော်။လမ်းကရှင်းနေတယ်။ရှေ့မျောကြည့်လိုက်။ကားတစ်စီးမှမရှိဘူး။ဘာမှမရှိဘူး။ ရှင်းနေတယ်ဆိုတဲ့အချိန်မှာသူကအေးစိတ်တိလေးသူတိတ်ပြီးတော့အာယုံဆိုင်ဆရာမလို့စတီရတယ်လေးကံရုံလေးကံပြီးတော့မောင်းသွားနိုင်တာအဲ့ဒါလိုပဲသင်္ခါရတရားတွေကရှင်းရှင်းလေးပြဉ္ဉာဏ်နဲ့မှပေါ်လာပြီဆိုတဲ့အခါမှာသင်္ခါရတရားတွေကိုရှုဖို့လုံးလပြာပါရအကြောင်းရဆိုင်ဆရာမလို့တော့တဲ့အတိညာပေါ်လာတာကိုသင်္ခါရုပ္ပခဏ်ညာလို့ခေါ်တာသင်္ခါရုပ္ပခဏ်ညာဆိုတာသင်္ခါရကိုရှာကြံဖို့အတွက် လုံးလာဆိုင်ဆိုင်အောင်မလိုတော့ဘူးကမ်းပေါင်းမှုအတွက်လုံးလာဆိုင်ဆိုင်အောင်မလိုတော့ဘူးမန္တလေးမြို့တွင်ပေါင်းကြည့်လို့ရှိရင်ဟိုတန်းကနေမော်တော်ဆိုင်ကဲထွက်လာတယ်ဒီနားကလည်းထွက်လာမလားဟိုအမများဖြတ်ဝင်လာမလားနဲ့အငြင်းတန်းကိလို့ဆိုင်ကြီးပေါင်းနေကြတယ်လေဟော highway လမ်းပေါ်မှာရှင်းနေပြီရှင်အဲ့ဒီလိုကြောင်းကြဆိုင်ဆိုင်ရတယ်ဘာတစ်ခုမှမရှိဘူးစိတ်အိတ်လိမ်ပေါင်းနေပါအဲ့ဒါမျိုးသင်္ခါရုပ္ပခဏ်ညာလို့ဆိုတာဒါကိုပြောဥပိ္ပခာဆိုတာအဲ့ဒါကိုပြောစိတ်အာရုံဆိုင်ဆိုင်ရတယ်မလိုတော့ဘဲနဲ့ ရှင်းရှင်းလေးသွားနိုင်တဲ့အသိဉာဏ်မျိုးဖြစ်လာပြီးဝိပဿနာဉာဏ်ဟာရင့်ကျက်သွားတယ်လို့ခေါ်တာအဲဒီကြောင့်အဲဒီဝိပဿနာဉာဏ်ရင့်ကျက်သွားပြီဆိုတဲ့အခါမှာတိုးမြင့်ပြီးတော့ရှုမှတ်ရင်းကနေနောက်ဆုံးသင်္ခါရတွေဟာတိမ်မွေ့တိမ်မွေ့ပြီးတော့သွားတယ်ရှုရင်းရှုရင်းနဲ့သင်္ခါရတွေတိမ်မွေ့သွားပြီးနောက်ဆုံးသင်္ခါရတွေရဲ့ချုပ်ငြိမ်းရာဆိုတာဘယ်နေရာဘယ်အဆင့်ရောက်ရင်ဒီသင်္ခါရတွေလုံးဝချုပ်သွားတယ်ဆိုတဲ့ချုပ်ငြိမ်းရာအဆင့်ကို မြင်လာတဲ့အတိုင်းအထိရောက်သွားပြီအဲ့ဒီသင်္ခါရချုပ်ငြိမ်းရအဆင့်ဟာနိဗ္ဗာန်ပဲနိဗ္ဗာန်ကိုမြင်လိုက်တာနဲ့တပြိုင်တည်းတဏှာကနေပြီးတော့ positive ဖြစ်လာတယ်ဒိဋ္ဌိတို့ဆိုတဲ့ဝိသိကိစ္စတို့ဆိုတာပထမအကျင့်ပါ positive က negative ဖြစ်သွားဝိပဿနာမဲ့ညာပေါ်လိုက်တာနဲ့ positive က negative ဖြစ်သွားဒုတိယအကျင့်ပေါ်လိုက်လို့ရှိရင်ကာမရာဂဖြာပါဒဆိုတာလေး ကံကောအယုံစိတ်တွေတို့မုန်းတိတာတွေတို့ရော့ကြပါတတိယအကျင့်ပေါ်လိုက်တာ ਨੇ ကာမရာဂပြန်မာရာလုံးဝကင်းစင်သွားပြီစတုဒ္ဓအကျင့်ပေါ်လိုက်တာ ਨੇ ကိလေသာတွေလက်ချံမရှိတော့ positive ကအကုန် negative ဖြစ်သွားတာဒါကိုယဟန္တာလို့ခေါ်တာပဲအဲ့ဒီအစင်နိဗ္ဗာန်ကိုမြင်လိုက်တဲ့အချိန်လေးတွေမှာဒီကိစ္စတွေကပြည့်ပြည့်ပြီးတော့သွားတယ်တာဝိပဿနာဉာဏ်ကျင့်စင်နောက်ဆုံးမှာကိလေသာတွေကိုဖယ်ရှားဖို့အကျင့်ပဲဖြစ်တယ် ိလေသာကိုဖယ်ရှားတာအမှန်မြင်တဲ့အသိဉာဏ်နဲ့မှဖယ်ရှားနိုင်တာဖြစ်သောကြောင့်ထိုအမှန်မြင်တဲ့အသိဉာဏ်ကိုအထောက်အကူပြုတဲ့လုံလဝီရိယတတိသမာဓိမှန်ကန်တဲ့အတွေ့ဆိုတာကအထောက်အကူပေးကြရမှာဖြစ်တယ်။ဒါကြောင့်ဘက်ကိရှိပါမြတ်စွာဘုရားဖွဲ့စည်းထားတဲ့သမာဝါယမသမာတတိသမာသမာဓိဒီအထောက်အကူတွေရဲ့စွမ်းအားသမာသင်္ကပ္ပဆိုတဲ့အထောက်အကူရဲ့စွမ်းအားနဲ့သမာဓိဋ္ဌိဆိုတဲ့နိဗ္ဗာန်ကိုမြင်ပြီးကိလေသာကိုဖယ်ရှင်းနိုင်တဲ့ အသိပညာမျိုးရရှိအောင်တို့ရည်ကြိုးစားအထောက်အမှဖြစ်တယ်လို့ကိုယ်စီကိုယ်စီသဘောကျပြီးတော့ဝိပဿနာချင့်စဉ်ဖြစ်မှန်ကန်သောနိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်အောင်ကြိုးစားအထောက်နိုင်ကြပါစေကုန်သတည်း